ဂေါရမမြတ်စွာဘုရားဟောတဲ့စကြဝဠာဂေါရမမြတ်စွာဘုရားရှင်ဟာလောက၌တက်ရှိတမဲ့ဒရရှိဒရမဲ့အရာအလုံးဟူသများတို့သည်ပထဝီမြေဓာတ်တေဇောမိဓာတ်အဘောရေဓာတ်နှင့်ဝါယောလေဓာတ်စတဲ့အခြေခံတက်ကြီးလေးပါဖြင့်ဖွဲ့စည်းတည်ဆောက်ထားပြီးစကြဝဠာအနန္တများစွာရှိကြသည်လို့လွန်ခဲ့သောနှစ်ပေါင်း2500ကျော်ကလေးကဟောကြားခဲ့ပါသည်မြတ်စွာဘုရားရှင်ဟာသုံးလောကကို ဖန်ဆင်းသူ ဖြစ်တာကြောင့်စကြဝဠာလောကတည်းရဲ့ အနန္တကိုဖြစ်စေတစိတ်တဒေတာကို ဖြစ်စေတခဏချင်းအမှောင်လဲချနိုင်ပါ၏အလင်းရောင်လဲလွှမ်းမိုးနိုင်၏တရားဒေသနာလဲလှမ်း၍ဟောနိုင်၏ကိုယ်တိုင်လဲကြွားရောက်နိုင်၏ဒီအချက်ကိုအယုံအကြည်မရှိကြတဲ့လက်တွေ့ဆန်ဆန်သိပ္ပံပညာရှင်တွေကတော့ယခုအချိန်မှသာလက်ခံလာကြတာလို့ပြောရပါမယ်မြတ်ဗုဒ္ဓဘုရားရှင်ကိုယ်တိုင်ဟောကြားခဲ့တဲ့စကြဝဠာဟာ၃မျိုးရှိပါ၏တိတ်တဟတိစုလနိက လောကတ္တ အတိစာစัจ java လားနေ့ဒွိတဟတိမစ္စည်းမိကလောကဋတ်အလတ်စာစัจ java လားသုံးတိတဟတိမဟာတဟတိလောကဋတ်အကြီးစာစัจ java လားတေတဟတိစုလနိကအတိစာစัจ java လားအသေးစားစัจ java လားဆိုတာကတော့မိမိတို့နေထိုင်ရာနေစัจ java လားလောကဋတ်နေအဖွဲ့အစည်းတစ်ခုဤပမာဏမှာကျွန်ကြီးလေးကျွန်းသမုတ်တရားနက္ခတ္တရားနေလားနဲ့ အပင်လေးပုံလူပုံနတ်ပုံပြမပုံများစသည်တို့ပါဝင်သောအုပ်စုတစ်ခုဖြစ်ပါ၏ဒီအုပ်စုထဲမှာတော့စက်ကြောပလာလောကတက်နေအဖွဲ့စည်းပေါင်းတထောင်ခန့်ပါဝင်သော အုပ်စုအဖွဲ့စည်းကို အသေးစားစက်ကြောပလာလောကတက်ဟုခေါ်ဆိုကြပြီးဤလောကတက်နေစက်ကြောပလာ တထောင်ခန့်တို့ကိုဗုဒ္ဓမြတ်စွာဘုရားရှင်နှင့်တပည့်တော်ဝတ်ကယဟန်တို့ကသာသွာလာထီထွေ့ပြန့်ကျက်နိုင်ကြပါ၏နေဒွိတဟာတိ မစ္စီမီကအလက်စားစက်ကြဝလားနေစက်ကြဝလားလောကထက်ပေါင်းတသန်းခန့်ပါဝင်တဲ့အုပ်စုကို အလက်စားစက်ကြဝလားလောကထက်ဟုခေါ်ပါ၏ဇာတိအာနာဝိတယဟုသောခေတ္တုံမျိုးတွင်ဇာတိခေတ္တိဖျားအလောင်းနှင့်ဖျားရှင်တို့အတွက်နမိတ်ကြီးများဖြစ်ပေါ်လာသောအခါဤနေစက်ကြဝလားတသန်းခန့်တွင်တပြိုင်နက်တည်းဖြစ်ကြသည်၃တိတဟတိမဟာတဟတိအကြီးစားစက်ကြဝလားခေတ္တုံမျိုးတွင် အာနာခေလို့ခေါ်တဲ့ နေဆက်ကြပါလားလောကတက်ပောင်းဂရေတသိန်းခန့်ပါဝင်သောအုပ်စုကို အကြီးစားဆက်ကြပါလားလောကတက်ဟုခေါ်သည်မြတ်စွာဘုရားရှင်၏ပရိဒေသနာတော်အာနာစနိတကုတ္တိအရှင်ဝါများဟာမဟာလောကတက်တစ်ခုလုံးပြန့်နှံ့ဖုံးလွှမ်းသွားသည်ဤနေဆက်ကြပါလားဂရေတသိန်းခန့်သည်ကစိုးတူကောင်းဘက်ဖြစ်တူပြတ်တူဖြစ်ပါသည်ထိုအကြီးစားလောကတက်ကြီးမျိုးများဖြစ်သည့်အကြီးစားဆက်ကြပါလားတို့သည်အပြောကြေသောအာကာသတွင်မရေမတွက်နိုင်အောင်ရှိကြကုန်၏ တခါမြတ်စွာဘုရားရှင်သည်ဆူလာနိကတုံနှင့်မဟာပရိနိဗ္ဗာန်တုတ်တို့ဤညီတော်အာနန္ဒာအားစัจ java လာတရားဒေသနာတော်ကို ဟောကြားခဲ့ပူပါသည်ဒီစัจ java လာတရားကိုကြားသိခဲ့ရတဲ့အခါမှာတော့အာနန္ဒာမထေသည်လွန်စွာမှအာရကျိနက်ကခုလိုကျေးဇူးတင်စကားပြောဆိုခဲ့ပါသည်မြတ်စွာဘုရားရှင်ဤဖုံတကူတည်သော အနုဘော်နှင့်ညံတော်တို့သည်အတိုင်းမသိကြီးမားလွန်လာပါပြီ ကျွန်ုပ်တို့သည်မြတ်စွာဘုရားတာသနာအတွင် လူလာဖျက်သည်မှအရတော်လီစွာဟု တာတုသုံးကြိမ်ခေါ်တော်မူလေသည်မြတ်စွာဘုရားရှင်သည်ဒီဆက်ကြဝလာသုံးခုအကြောင်းဟောကြားတော်မူပြီးသည်နှင့်ပထဝီမြေပေါ်ကြာရောက်နေသောတိရွတ်တိရွတ်ကိုကံ၍ခုလုံမိတ်ကြစေသည်တန်ယုတ်တနိကေတိတပါဝနာတော်မိမိဟောကြားခဲ့သော တရားတော်တို့သည်ယခုလက်ထဲတွင်ကန်ဆောင်ထားသောသိရလေပမာဏများသာဖြစ်ပြီးမဟောကြားရသေးသော တရားများသည်ကတောအုပ်တွင်ရှိသိရများအလုံး ပရိနိဗ္ဗာန်ကြောင့်မိတ်ကြတော်မူစေခဲ့ပါတယ်။တကယ်တမ်းမှာလည်းမြတ်စွာဘုရားရှင်ဟာလေးအသင်ချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ခဲ့ပြီးလောဘဒေါသမောဟကိုကျော်လွှားနိုင်ခဲ့ပေမယ့်ဘုရားဖြစ်စဉ်နောက်ဆုံးဘဝမှာပဲညီတော်အာနန္ဒာနဲ့တပည့်အပေါင်းပါရိကိုတရားတော်ဟောကြားစေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားရှင်ရဲ့တပည့်ညူတာညံတော်ဟာယခုခေတ်သိပ္ပံပညာရှင်တွေရှာတွေ့ထားပါရဲ့ဆိုတဲ့ဤပညာတွေထက် အစတတောင်းမကတာလုံးနေကြောင်းထင်ရှားနေကြရပဲဖြစ်ပါရဲ့ရှင်အထူးသဖြင့်မြတ်ဗုဒ္ဓဘုရားရှင်ဟာမာနအလင်းမရှိတဲ့အပြင်မြတ်ဗုဒ္ဓရဲ့လမ်းစဉ်ဟာလည်းတကောအာနိသင်တွေအစွမ်းပကားတွေထုတ်ပေါ်ပြသနိုင်ခြင်းမဟုတ်ကြောင်းကိုတပိတ်အပေါင်းမာရိအပေါ်ထက်ခါတလေလေသင်ယူစေခဲ့ရမို့ကျမတို့တွေးထားတဲ့မြတ်ဗုဒ္ဓရဲ့တရားတော်တွေအစွမ်းအာနိသင်တွေဟာမန်းစားလို့တော့မရနိုင်ပါဘူးရှင် ဆိုတော့ကြီးကျူးနေကြလူချင်းမင်းတို့လည်းဖရာရဲ့ဒေသနာတော်တွေဇတ်တော်အကြောင်းတွေကိုဒီထက်မကလိမ့်လာစူးစမ်းရင်တရားရင်းရမှာအောင်မြင်နိုင်ကြပါစီလို့ဆုတောင်းပေးလိုက်ရပါရှင်။